ုတ်ကဲ့အလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဟိုအချင်းချခံရတတ်တဲ့အဲအမတ်သားပေါ့နော်အဲ့ဒီအမတ်သားကိုကျွန်တော်ပြောပြပေးသွားမှာပါထုံရံတိုင်းပဲဒါကတော့အတလန်းချောင်းဖြစ်တယ်ဒါကတော့ဥကောင်းလန်းချောင်းဖြစ်တယ်ဒါကတော့နှလုံးလန်းချောင်းဖြစ်တယ်ပေါ့နော်သူကသူအမတ်သားလေးကဒီအတလန်းချောင်းရဲ့အတွင်းနေရပေါ့နော်ဒီအပြင်မဟုတ်ပါဘူးအတွင်းနေရဘေးမှာဒီလိုကိုက်လျက်ပေါ့နော်ဘေးမှာသူတီတီချာချာလေးဒီလိုမျိုး၄တောင်းအကွက်လေးဖြစ်နေတယ် ဖြစ်နေရမယ်ဒါဆိုလို့ရှိရင်ဒီလိုလက္ခဏာအမတားပါတဲ့လူကတော့အချင်းချခံရတတ်တာပေါ့နော်ဒီလိုလက္ခဏာပါလို့ရှိရင် to you ဆိုင်ပါစကားပြောဆိုအတွာလာဆက်အကုန်လုံးစင်ကြင်ရပါမယ်ဒီရဲ့မတားလေးပါလို့ရှိရင်အချင်းချခံရတတ်တာပေါ့နော်ဒီလိုမတားလေးကဟိုမတားတွေကတော့အချင်းချခံရတတ်တယ်အချင်းချခံရတတ်တဲ့အမတားတွေကအများကြီးရှိရပါတော့ဒါတိတာတင်ရှားတဲ့အမတားလေးပါဒါလေးကတော့ ဩဒီ၄တောင်းအကွက်လေးပေါ့နော်၄တောင်းအကွက်လေးရှည်ရှည်လေးမဖြစ်ရပါဘူး၄တောင်းဆက်ဆက်လေးပေါ့နော်၄တောင်းဆက်ဆက်လေးဖြစ်ရမယ်ရှည်ရှည်မပြောရလည်းဖြစ်ရဘူးဆိုတော့ဒီလိုအကြီးလေးလေးမဖြစ်ရဘူးဒီလိုတိတိလေးပေါ့တိတိလေးနဲ့အယောင်လေးတောက်နေတဲ့အချိန်ဆိုလို့ရှိရင်ပို့ပြီးတော့ view site တင်ပါတယ်ဒါကတော့အချင်းချခံရတတ်တဲ့အမသားလေးဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာရာဟုပါခင်ဗျာ